ဘောလုံးသမားဘောလုံးထဲမှာတော့ယူတွေ့တယ်ပါကျွန်တော်အာဆင်နယ်ပြည်တယ်ခင်ဗျာဘာဖြစ်လို့ဒီစုစုစုရဲ့ကိုစုယူတဲ့ဆင်မင်းမော်ရောက်လာတဲ့ချိန်မှာကျွန်တော်မှခေါင်းသီးရဲ့ဟိုဘာဘောလုံးကျွန်တော်တရုတ်ပြပါဆိုလို့ရှိရင်ခေါင်းသီးမှာတရုတ်ပြတယ်မရှိဘူးကျွန်တော်မှဘောလုံးသမားတယောက်ရဲ့တရုတ်ပြတဲ့ဟာကိုကျွန်တော်ကယူပြီးတော့တရုတ်ပြပေးတာကျွန်တော်အရန်ဝမ်းပါတယ်ကျွန်တော်ကအရန်အရန်ဝမ်းသာတယ်မှာကျွန်တော်ပါတယ် ာလဲဆိုတော့ကျွန်တော်ကမက်ဆီဆိုတာပါရမီရှင်ရော်နယ်ဒိုဆိုတာက तू အရန်ကြိုးစားရတဲ့ကစားသမားတယောက်ကျွန်တော်ကအရန်ကြိုးစားရတဲ့ကစားသမားတယောက်ဖြစ်နေလို့ကျွန်တော်မက်ဆီကိုဟောရော်နယ်ဒိုကိုကျွန်တော်အရန်ချိုက်တယ်သူရဲ့ပြုမျိုးချိုက်တာဒါနဲ့ကျွန်တော်ကပါရမီရှင်တယောက်ဖြစ်ချင်တယ်ဒါပေမဲ့မဖြစ်ခဲ့ဘူးရော်နယ်ဒိုတယောက်ဖြစ်သွားတယ်ခေါတီးကကျွန်တော်ရဲ့ကျွန်တော်ဘွားမှာခေါတီးကနံပါတ်1 ကျွန်တော်အခုဒါရင်နဲ့ပြောပြတာနံပါတ်1ကကျွန်တော်ရဲ့ဖေမေနံပါတ်2ကကျွန်တော်ရဲ့ခေါင်းသီးနံပါတ်3ကကျွန်တော်ရဲ့ရည်စားကျွန်တော်ရဲ့မိန်းမအဲအဲသူကပြောရင်လက်မခံဘူးနေကဘာလို့နံပါတ်1နေရာမှာထားမှာမဟုတ်ဘူးငါလည်းရင်တွေ့ခဲ့တာခေါင်းသီးပဲနင်းနဲ့ရင်တွေ့ခဲ့တာမဟုတ်ဘူးအဲကျွန်တော်ရဲ့ပြောခြင်းနဲ့စကားတော့မဟုတ်ဘူး အဲဒီပွဲကလှုပ်လာတာဆိုရင်တော့၃ပွဲရှိပြောပထမဦးဆုံးတစ်ပွဲမှာဆိုရင်တော့ပထမရဘူးတယ်ပထမရတယ်ဗောနော်သင်းလိုက်ရောတူးချင်းရောပထမရတယ်ဒုတိယပွဲမှာတော့တတိယတူးချင်းမှာတတိယရတယ်ဦးတတိယပွဲမှာတော့ပထမဦးဆုံးဟိုပထမပထမရတယ်တူးချင်းမှာပထမရတယ်တူးချင်းမှာပထမရသင်းလိုက်မှာတတိယပထမရတယ်အဲခံစားချက်ကတော့ဝင်းနာကတော့ဟိုရဘူးတယ်ဗောနော်ဝင်းနာရဒါပေမဲ့ဒီပွဲမှာအခုလိုမျိုး စူကျေးနဲ့အခုလိုမျိုးပွဲကြီးအကြီးမှရတဲ့အတွက်ရန်ဝန်တာတယ်တစ်ခါမှလည်းဒီလိုမျိုးပေါ့နော်ပွဲကြီးအတွက်ဟိုပြင်ဆင်ထားတာလည်းမရှိဘူးဒါပေမဲ့ရိုက်ဖို့အတွက်ပြင်ဆင်ထားတာတော့ရှိတယ်ဒါပေမဲ့အခုလိုပွဲရိုက်တဲ့အတွက်ပွဲပထမရတဲ့အတွက်ရန်ဝန်တာတယ် လာဖို့တော့က2010 90မှာတည်းကလေ့ကျင့်လာခဲ့ရတာ2013မှာစီကိန်းမှာငွေရခဲ့တယ်2015မှာပရိုဆပြီးတော့ပြောင်းခဲ့တယ်2015နေပြီးတော့အခုချိန်ဒီ2025ဒီမှာပရိုမှာ professional ပေါ့နော် ပွဲကြီးမှာပထမဦးဆုံးတစ်ချိန်ပဲရဦးတယ်ဒီပွဲကတော့ဒါတော့တရပွဲဆိုတော့တရပွဲမှာတွေကတော့ပထမဆုံးကတော့9ချိန်ရှိချိန်တော့ရဦးပါတယ် အဲစီးကိန်းမှာကကြတော့အမှတ်တရတော့အများကြီးတယ်ကိုမြန်မာနိုင်ငံအတွက်ကိုစူးစမ်းပြီးတော့ရှင်ပြန်ခဲ့ရတဲ့အတွက်ဟို2013ပေါ့နော်အခုခေတ်ကလေးတွေရောအခုကလေးတွေရောရင်တော့ကိုယ့်ရဲ့စီနီယာနေရောဟိုမရဘူးတဲ့စုတွေမှာကိုယ်ရရခဲ့တဲ့အတွက်မင်းကလေးရောယောက်ျားလေးရော တူချင်းရောအတင်းလိုက်ရောပရမစုအဲပရမစုကတော့ဒုတိယစုပေါ့နော်ငွေကိုရခဲ့တာရှိခဲ့ဘူးတဲ့2012မှာတော့ကိုကြီးဟိုပါ ဟိုနိုင်ငံတကာအပွဲနဲ့ဟိုတင်းငုံးကွင်းမှာဟိုတိုက်ကားအမချာဥပမာလဲပထမရခဲ့ဘူးမရှိတော့ပရိုဖြစ်သွားပြီဆိုတော့နောက်ပိုင်းမှာတော့မရှိတော့ဟို2025မှာဟိုဟိုဘောရိုးရရမှာပေါ့နော်ထိုင်းမှာ12လပိုင်းမှာစီကိန်းပြိုင်ပွဲရှိတယ်ရှိတဲ့ပွဲအတွက်ကိုလည်းကလေးတွေကိုမြန်မာကိုစားပြုကလေးတွေကိုလည်းစူးစမ်းသိရင်တော့ခေါင်းရိုက်တဲ့အချိုးကျစုကဘာရှိလဲဆိုတော့ မနေ့ပိုင်းမှာပဲရရညနေပိုင်းမှာပဲနေ့ကင်းပိုင်းမှာပဲရရရိုက်တဲ့အချိန်တိုင်းမှာဘာလဲဆိုကိုကာယကိုကာယလေ့ကျင့်ခန်းတစ်ခုပေါ့နောက်တစ်ခုကကွင်းထဲရောခေါကွင်းထဲရောသွားပြီဆိုလို့ရှိရင်လေကောင်းလေတန်းရမယ်နောက်တစ်ခုဟိုအဆက်တွေကောင်းနေရမယ်နောက်တစ်ခုဘာပဲပြောပြောအလုပ်တစ်ခုလုပ်မယ်ဆိုလို့ရှိရင်အဆင်ပြေနိုင်တယ်ပေါ့နော်ဟိုစိတ်ညစ်စိတ်ညစ်သွားရင်တော့မှခေါကွင်းထဲရောက်ရင်ပျော်သွားတယ်ပေါ့အဲအဲ့လိုမျိုးတော့ခွေးထင်တယ် အခုလိုမျိုးပွဲလေးလှုပ်ပေးတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ဝေလို့ပြိုင်ပွဲရှင်ပြိုင်ရစိတ်ရှိလာမယ်နောက်ပြီးတော့ဖိုးဘောဆိုတာနှစ်ယောက်တွဲရှင်ပြိုင်တဲ့ခါမှာလည်းဘာဖြစ်လဲဆိုတော့တယောက်မင်းကောင်းရရောင်းငါလည်းမင်းကြိုးစားနေတဲ့အဲဒါဒါမျိုးပေါ့နော်တယောက်နဲ့တယောက်တိုင်ပင်ပေါ်တိုင်ပင်ပဲရှိတဲ့ခါကျတော့ဟောဒီမှာဘာပြောဖိုးဘောပဲရရိုက်၄ယောက်ပဲရရိုက်၃ယောက်ပဲရရိုက်တိုင်ပင်ပေါ်တိုင်ပင်ပဲလေးတွေတကယ်ချင်းပေါင်းနေရတော့များလာမယ်ပေါ့နော် ရှိတာပေါ့ညီမလေးဘာကြောင့်ရှိလဲဆိုတော့ဒီကစားနီးကဟိုကိုတယောက်တည်းကစားရတာကိုဒီခေါက်သီးတစ်လုံးကကိုပဲရှင်ပြန်ရတာကွင်းကိုရှင်ပြန်ရတာလူများကိုရှင်ပြန်ရတာမဟုတ်ဘူးကိုခေါက်သီးကိုပဲကိုဒီကွင်းကိုပဲရှင်ပြန်ရတဲ့အတွက်လူများကိုမထိခိုက်နိုင်ဘူးလူများကိုလည်းရှင်ပြန်တာမဟုတ်ဘူးကိုကိုရှင်ပြန်တာဘာဖြစ်လဲဆိုတော့ကွင်းကိုရှင်ပြန်တာကွင်းကိုနိုင်လို့ရှိရင်ကိုနိုင်တယ်ကွင်းကိုမနိုင်ဘူးဆိုလို့ရှိရင်တော့လူများနဲ့တန်းတူလို့ပဲရှိနေတယ် ဘောလုံးသမားဘောလုံးထဲမှာတော့ယူတွေ့တယ်ပါကျွန်တော်အာဆင်နယ်ပြည်တယ်ခင်ဗျာဘာဖြစ်လို့ဒီစုစုစုရဲ့ကိုစုယူတဲ့ဆင်မင်းပေါ်ရောက်လာတဲ့အချိန်မှာကျွန်တော်မှခေါင်းသီးရဲ့ဟိုဘာဘောလုံးကျွန်တော်တရုတ်ပြပါဆိုလို့ရှိရင်ခေါင်းသီးမှာတရုတ်ပြရတာမရှိဘူးကျွန်တော်မှဘောလုံးသမားတယောက်ရဲ့တရုတ်ပြတဲ့ဟာကိုကျွန်တော်ကယူပြီးတော့တရုတ်ပြပေးတာကျွန်တော်အရန်ဝမ်းပါတယ်ကျွန်တော်ကအရန်အရန်ဝမ်းသာတယ်မှာကျွန်တော်ပါတယ်ဖြစ်သွားလဲဆိုတော့ကျွန်တော်ကမက်ဆီဆိုတာပါရမီရှင်ရော်နယ်ဒိုဆိုတာက तू อ่ะအရန်ကြိုးစားတဲ့ကစားသမားတယောက်ကျွန်တော်อ่ะအရန်ကြိုးစားတဲ့ကစားသမားတယောက်ဖြစ်နေလို့ကျွန်တော်မက်ဆီကိုဟောရော်နယ်ဒိုကိုကျွန်တော်အရန်ချိုက်တယ်သူရဲ့ပြုမျိုးချိုက်တာဒါနဲ့ကျွန်တော်ကပါရမီရှင်တယောက်ဖြစ်ရှင်တယ်ဒါပေမဲ့မဖြစ်ခဲ့ဘူးရော်နယ်ဒိုတယောက်ဖြစ်သွားတယ်ဘာဒီပဲဝင်ဝင်ဤငယ်ပဲဝင်ဝင်ကျွန်တော်ပေါ်ဖို့မှတော့တစ်ချက်တည်းဝင်ဘူးတယ်ဟိုရှော့ဖို့မှလည်းကျွန်တော်တစ်ချက်တည်းလေးခါဝင်ဘူးတယ်ပါဖို့မှတစ်ခါတစ်ချက်တည်းတစ်ခါဝင်ဘူးလားအားလုံးငါးအောင်ဝင်ဘူးလားကျွန်တော်မတူဘူးကုစုရတဲ့မှာ စူးဆိုပွဲမှာကျွန်တော်လှုပ်ခွင့်ရတဲ့အတွက်ကျွန်တော်အရင်အရင်ကိုကျွန်တော်ဝမ်းသာတယ်ကျွန်တော်ဘောလုံးနဲ့ခေါင်းစည်းနဲ့တော့မရောတော့မရောဆဲဘူးဒါပေမဲ့ဘောလုံးကတော့ချစ်တယ်ဒါပေမဲ့ခေါင်းစည်းကိုတော့ကျွန်တော်လက်လွတ်လို့မရခေါင်းစည်းကကျွန်တော်ရဲ့ကျွန်တော်ဘောမှာခေါင်းစည်းကနံပါတ်1ကျွန်တော်အခုဒါရင်နဲ့ပြောပြတာနံပါတ်1ကကျွန်တော်ရဲ့မဖေးမေးနံပါတ်1ကကျွန်တော်ရဲ့ခေါင်းသီးနံပါတ်3ကကျွန်တော်ရဲ့ရေစာကျွန်တော်ရဲ့မိန်းမအဲ အဲသူကပြောရင်လက်မခံဘူးနေကဘာလို့နမနှစ်နေရမှာထားမဟုတ်ငါလည်းရင်တွေးခဲ့တာခေါက်သီးပဲနင်းနေရင်တွေးခဲ့တာမဟုတ်အဲကျွန်တော်ပြောခြင်းနဲ့စကားတခုမကျွန်တော်မောင်မောင်လင်ကမန်ယူကိုသွင်းသွားတယ်ကျွန်တော်အရင်နှစ်သက်တယ်ကျွန်တော်ကြိုက်တယ်ကျွန်တော်မောင်မောင်လင်ကမန်ယူကိုသွင်းသွားတယ်ကျွန်တော်ဘောမှာအစင်နေရနေပြီးတော့ဆယ်ကိုဆန်ကောက်ကိုသွင်းတဲ့ပုံစံမျိုးကျွန်တော်အာယူဟာဒါပေမဲ့ကိုမြန်မာ ကစားမမလေးကမိုင်းကိုသွင်းတဲ့အတွက်ဘုံရမယ်လေဟုတ်တယ်မလားဘာဖြစ်လို့မိုင်းဖန်ကြီးပဲတက်ဆွဲနေလို့မရဘူးနော်အဲဒါတော့ကျွန်တော်ကခေါင်းသီးသမားကျွန်တော်မသိဘူးကျွန်တော်သိ10ရောက်ပဲဘောမားရောက်90လောက်ကျွန်တော်သိကျွန်တော်အားပေးခဲ့တာတော့မိုင်းရောအားပေးခဲ့တာဒါပေမဲ့မမောင်လင်းရအသွင်းနဲ့ကိုသွင်းတဲ့ချိန်မှာတော့ဟောကိုမြန်မာတယောက်နေနဲ့ကျွန်တော်ကတော့ ဟာဟာငါခုံယူတယ်အဲ့ဒါကျွန်တော်လည်းလုပ်ခဲ့ဘူးလေလေစီးကိန်းမှာတော့ငါမြမခုံဆောင်အတွက်ငါလုပ်ပေးခဲ့တယ်အဲ့လိုမျိုးပဲဒါပေမဲ့အားပေးတာတသက်ကိုချိုက်တာတင်းတသက်မတူဟောကျွန်တော်ပြောချင်တာကတော့အခုလိုပွဲလေးပေါ့နော်ဟိုဒီပွဲကတော့ဟိုတတိယပွဲစဉ်ညောင်းပေါ့နော်ဟိုရှင်းပြောလို့ရှိရင်ကစားသမားတွေလည်းနည်းနည်းတဖြည်းဖြည်းနဲ့များလာပြီ။ဒါမိန်းကလေးတွေရော လိုချားလေးတွေရောအဲကျွန်တော်တပည့်တွေလည်းပါတယ်ဒီတပည့်မလေးတွေလည်းပါတယ်ဘယ်မှာဆိုလဲရှိနေတယ်ဟိုဒီပြိုင်ပွဲလေးကိုနောက်နောက်အောင်လဲပြိုင်ပွဲဝင်ပေးဖို့ကျွန်တော်ကနေပြီးတော့ကမ်းလှမ်းပါတယ်လို့ကျွန်တော်တောင်းဆိုချင်ပါတယ်